ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့ကိုလေးဆိုတော့နှစ်သီးသားပေါ့ဗျာနော်ကျွန်တော်မွေးပလေးကိုတင်ပေးထားတယ်ပေါ့မွေးပလေး38ပလေးကိုကျွန်တော်69 K ကို38ပလေးဆိုပြီးတင်ပေးထားပေါ့နော်ခဏ9ခွက်အဲ့ဒီမှာလဲကိုလေးပါတယ်နေ့လိုက်ကလည်းကျွန်တော်က69ခွက်အခွေပေါ့နော်အဲ့ဒီမှာလဲကိုလေးပါတာဖြစ်တဲ့အတွက်ကိုလေးတည်တော့နှစ်သီးသားပေါ့ဗျာ ဒီနေ့မှလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးထားရပြီနော်ကဲမနေ့ကကိုလေးဆိုတော့ပေါက်ကြသေးလားတော့မသိဘူးပြန်နော် ျွန်တော်ပေးထားတဲ့မွေးပလေးလည်းထွက်တယ်နေ့လိုက်ကလည်းထွက်တယ်ဆိုတော့ပေါတော့ပေါကြမယ်ထင်ပါတယ်ဗျာနော်ကိုလေးရဲ့ကျွန်တော်ဒီကိုးလေးပရိတ်ပေါ့နော်ကိုးလေးပရိတ်ဟမ်38ပရိတ်ကိုလည်းကျွန်တော်မွေး မွေးပတိတ်ဆိုပြီးကျွန်တော်တင်ပေးထားတယ်ပေါ့နော်အဲ့ဒီမှာလဲကျွန်တော်တို့ကိုးလေးဆိုပြီးပါတယ်ဗျာကျွန်တော်လေးကိုးနှစ်ကီကို38ပလေးဆိုပြီးတော့တွဲပေးထားပေါ့နော်ကဏ္ဍ9ခွက်အဲ့ဒါတင်ပေးထားတာကိုကျွန်တော်မနေ့ကဒီကဏ္ဍကိုးလေးဆိုပြီးထွက်တော့ကျွန်တော်ကကျွန်တော်ထွက်တဲ့ကဏ္ဍကျွန်တော်ပေးထားတဲ့ကဏ္ဍထွက်တော့ကျွန်တော်လည်းဝမ်းတာအားရနေပေါ့နော်ပို့တင်ပြီးတော့ပေးလိုက်တယ်ပေါ့အဲ့ဒါမှတယောက်ကကျွန်တော်ကိုမန့်ထားသေးတယ်ဗျာထွက်ပြီးမှတင်မှာတဲ့ထွက်ပြီးမှတင်မှာဆိုတော့လေကျွန်တော်ဘယ်လိုပြောရမလဲဗျာနော် မနေ့ရက်လိုက်မှလည်းမနေ့ရက်မနေ့ပိုင်းလိုက်မှလည်းကျွန်တော်ဒီဘက်အတွက်38ပလေးရှိတယ်38ပလေးကိုကျွန်တော်69ကီနဲ့တွဲပြီးတော့ကနား9ကွက်တင်ပေးထားတယ်အဲ့ဒီ38ပလေးတည်လဲပြီးခဲ့တဲ့ဘက်က16ပလေးကရတဲ့ပလေးလိုင်းကိုပဲနော်အဲ့လိုလဲတခြားတော့ရှင်းပြပေးထားတယ်ဗျဒါပေမဲ့တချို့ကတကယ်ပဲမသိတာလားမသိကြအောင်စောင်းတာလားဗောနော်မနေ့ကကျွန်တော်ထွက်ပြီးမှတင်တယ်ဆိုပြီးတယောက်ကမန်းလို့ကျွန်တော်ပြန်ပြောပြရတာပါဗျ ဲ့လိုမှန်းတဲ့သူလေးကြတော့ဘယ်လိုပြောအောင်လဲပြန်နော်ကိုယ့်ရဲ့ဟောပါနော်ဉာဏ်ဖြင်းမှုကိုဉာဏ်ဉာဏ်ဖြင်းမှုကိုပဲဖော်ပြနေသလိုဖြစ်ကြပြန်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပို့မှာတင်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်သူဒီတကယ်ပဲဒီပို့ပေါ့နော်ဝင်ပြီးတော့မကြည့်တတ်တာလားပေါ့ဆိုမှုပိုင်းနဲ့တွက်တက်လာတကယ်တဲ့ အတွက်တပောင်းပြန်နော်ဒါကကျွန်တော်တို့ဒီလိုပဲရှောက်ရံပေးတာဖြစ်ပါတယ်ဗျတွက်တယ်လားဆိုတော့ကျွန်တော်အရင်ပေးထားတဲ့အခွေစိုက်တွေကိုလည်းကိုမတို့ပြန်ကြည့်ရင်သိမယ်ဗျာနော်ကျွန်တော်ဒီပေးလို့ရှိရင်ဘလို့ခဏမျိုးတွေကိုပဲပေးတာဖြစ်တယ်လေဆိုတော့ဗောနော်တခြားကြည့်ရင်တော့သိလိမ့်မယ်ဗျာကျွန်တော်ဒီပေးတဲ့ခဏနေပြီဗောနော် ပြတ်ဖူးခြင်းမရှိတဲ့အခွေဆိုင်တို့ပြတ်ဖူးခြင်းမရှိတဲ့ break line တို့ပဲကျွန်တော်ပေးတာဗျ။အေးမောင်နဲ့မင်္ဂလာနနခဲမှာတဲ့အပေးနေပါလေတဲ့ဟုတ်ကဲ့ပါဗျအပေးမှုတော့လေကျေးဇူးတင်ပါတယ်ဗျနော်။ဒီဘက်တော့ကျွန်တော်အခု break တစ်ခုထပ်ပေးထားတယ်ဗောနော် break line တစ် line ထပ်ပေးထားတယ်။16ဒီ break ဗျ။16 break ဆိုတော့လေကျွန်တော်အရင်ဘက်တည်းကလေ break line နှစ်လိုင်းပေါ့နော်။နှစ်လိုင်းမှာလေနှစ်လိုင်းလုံးထွက်တယ်ဗျ။ မိုးနိုင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်တွက်ဆိုင်လေးအရင်ဆုံးတွက်ပြမယ်ပေါ့နော်ကိုမတို့ကကျန်းနေတက်မှလည်းသုံးပြကျွန်တော်ဒီမှာဆိုရင် 9ရဲ့3ညရဲ့ဒီက9ရဲ့၃လုံးပေါင်းခြင်းဒီ8 8ပါဝါဒီ3 8 3ဒီအချိန်ပြ8 3အချိန်မှာကျွန်တော်တို့4 3ဆိုတော့3ထီတယ်ဗျဒါဆိုရင်နောက်တစ်ပင်က2ရဲ့ခွင်ရဲ့ဒီက1ကနှစ်ခွင်တပေါင်းခြင်းဒီ3ည3ညပါဝါဒီ5 3ည5ဒီကျွန်တော်ဒီမှာအချိန်3ည5အချိန်မှာ6 5ဆိုတော့5ထီ ဇော်တော်တဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာညညာတဲ့ရှိတဲ့တဲ့ကြည်ဆက်လျှောက်ပါတဲ့ဘေးကိုတဲ့စိတ်မရောက်စေလိုပါဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီကျွန်တော်တို့9ရဲ့3ရဲ့ဒီရက်တက်9 3ပောင်းချင်းဒီ3 3ပါဝါဒီ8 3 8ဒီကျွန်တော်ဒီမှာအချိန်3 8အချိန်မှာလဲကျွန်တော်တို့8 1ဆိုတော့8 ठी ဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်1ချိန်လိုင်းဒီ ၁ရက်၅ရက်ပေါင်းခြင်းဒီ၆၆နဲ့ဒီရက်၉နဲ့ပေါင်းတော့၅၅ပါဝါဒီ၃ည၅၃ညဒီကျွန်တော်ဒီမှာအချက်အလုံးမဲ့ဒီဝိုင်းကြီးလမ်းလေးကိုနားလည်မယ်ထင်ပါတယ်ဗျဒီမှာကျွန်တော်တို့၉၃ည၉ပေါင်းခြင်းဒီ၈ဖြစ်လို့၈ပါဝါဒီ၃၈၃ဒီအချင်းပေါ့နော်၈၃အချင်းမှာ၄၃ထွက်တော့၃ထီတယ်နောက်တစ်ပြင်ကနှစ်ရက်ခွင်ရက်တက်တယ်ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၃ည၃ညပါဝါဒီ၅၃ည၅ဒီအချင်း 3ည5အချိန်မှာလဲ6 5ဆိုတော့5ထီတယ်ဗျเนาะဒီ1ချိန်လမ်းဒီတော့တို့ပါဝါကိုလုံးမပြနေတာတွေ့ရတယ်ဗျဒီမှာပေါ့เนาะ9 3 9ပေါင်းချင်း10ဖြစ်လို့10ပါဝါဒီ3ပိုင်းပေါ့เนาะ3ပိုင်းမှာ4 3ဆိုပြီးထွက်တယ်ဗျဒါဆိုနောက်တစ်ပင်က2ရခွင်ရတက်ကြပေါ့เนาะဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညပါဝါဒီ5အဲ့ဒီ5ဒီလုံးပိုင်း5ပိုင်းမှာကျွန်တော်တို့6 5ဆိုပြီးထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ နောက်တစ်ပင်ပေါ့နော်9ရဲ့3ရဲ့ဒီရက်တက်ကသုံးလုံးပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါဒီ8အဲ့ဒီ8ဒီလုံးမှန်ပြည်ရတွေ့ရတယ်8တက်ဆိုပြီးထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ1ရဲ့5ရဲ့ဒီရက်9ရဲ့ပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီ5ဖြစ်လို့5ပါဝါဒီ3ညာဒီကျွန်တော်လုံးမှန်ဒီပိုးရအကောင်းနေပေါ့ဗျနော်အားလုံးမဲ့ဒါလေးနားလည်မဲ့ထင်ပါတယ်ဗျ ဒီမှာတော့ပေးရတည်တော့ကျွန်တော်တို့ပေါင်းချင်းရဲ့ပါဝါကိုလုံးမင်းပေးနေလာဖြစ်တဲ့အတွက်ကျွန်တော်တုံညပိုင်းဒီပို၍ကောင်းတယ်လို့ယူဆလို့ရတယ်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ်ဝမ်းချင်းလေးပေါ့နော်ဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းလေးကိုတွေ့ပြပေးမယ်ဗျ။ ဒါပြီးရင်တော့ကျွန်တော်ဗရိတ်လိုင်းရောပြမှာပေါ့နော်ဒူရီတီးဆရာအောင်ကျော်မူတဲ့အထူးဩကွယ်တဲ့ဒါကျွန်တော်ဒီမှာပေါ့နော်၃ညရဲ့၃ညရဲ့ဒီရက်နှစ်ကဲပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါဒီခွန်းနှစ်နှစ်ခက်ဒီလေးဒီမှာခွန်းလေးဒီအချင်းပေါ့နော်အဲ့တော့ဒီခွန်းလေးအချင်းမှာလဲကျွန်တော်တို့၄၃ဆိုတော့၄ထီတယ်ဗျ ဒီမှာဒီလဲ1 chain 2 chain ဒီကျွန်တော်တို့၈၃အချိန်ခွန်လေးအချိန်ပေါ့နော်တွဲရင်ကျွန်တော်တို့ဒီရ၄ဒီရ၃နဲ့၄၃ဆိုပြီးထွက်တယ်ဗျာဒါဆိုရင်နောက်တစ်ပင်က၃ညရဲ့ခွန်ရဲ့ကျွန်တော်ဒီရ၄ရဲ့၃ညခွန်ပေါင်းခြင်းဒီခွန်ခွန်နဲ့ဒီရ၄နဲ့ပေါင်းတော့တက်တက်ပါဝါဒီ၆၁နဲ့ခက်ဒီ၈၆ရှစ်ဒီကျွန်တော်ဒီမှာအချိန်6ရှစ်အချိန်မှာလဲကျွန်တော်တို့6 5ဆိုတော့6 ठी ဒီမှာလဲ1 chain 2 chain 395အချိန်60အချိန်ပေါ့နော်ဒီ1ချိန်2ချိန်တွဲရင်ကျွန်တော်တို့ဒီက6ဒီက5နဲ့65ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ကခွင်ရ3ရပေါင်းခြင်းဒီ3ည3ညနဲ့ဒီက6နဲ့ပေါင်းတော့6ပေါ့နော်6ရပါဝါဒီ1 6ရနှစ်ခတ်ဒီ9 19ဒီဒီမှာအချိန်ဒီ19အချိန်မှာလဲကျွန်တော်တို့8 1ဆိုတော့1ထီတယ်ဗျ ဒီမှာလဲ1ချိန်2ချိန်ဒီဒီဘက်က38အချိန်ဒီမှာဒီ19အချိန်ပေါ့နော်တွဲရင်ကျွန်တော်တို့ဒီရက်8ဒီရက်1နဲ့81ဆိုပြီးတော့ထွက်တယ်ဗျအားလုံးမဲ့ဒါလေးနားလည်ကြမယ်ထင်တယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်1ချိန်လိုင်းဒီ3ရက်5ရက်ပေါင်းချင်းဒီ8 8နဲ့ဒီရက်4နဲ့ပေါင်းတော့2 2ပါဝါဒီခွန်း2နှစ်ခတ်ဒီလေးခွန်းလေးဒီဒီမှာအချိန်ပေါ့နော် ူရီသတိအောင်ကျော်မူကအထူးဩကွာတဲ့1000ကျော်လာမသိပဲနော်ကျော်ဒီမာတီဝမ်းကျင်းတီ9တုံညာအချိန်ပေါ့နော်9တုံညာအချိန်ကိုခွန်လေးအချိန်နဲ့တွဲတာဖြစ်တယ်ဗျတွဲရင်9ခွန်9လေးတုံညာခွန်တုံညာလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမာတီတုံညာတီလုံးမိုင်ပြနေတာဖြစ်တဲ့အတွက်တုံညာခွန်တုံညာလေးတီတော့ main ပေါ့ဗျနော်ဒါလေးနားလည်မထင်ပါလေဗျဒီကောင်တီလဲကျွန်တော်တို့9.3ကီလိုဖြစ်သွားနိုင်တယ်ဒီကောင်တီလဲ2.4ကီလိုဖြစ်သွားနိုင်တယ်ပေါ့ဗျာနော် ဒါဆိုကျွန်တော် break line လေးပြပေးမယ်ခင်ဗျာအားလုံးပဲဒီ one chain line လေးကိုနားလည်ကြမယ်ထင်တယ်ဗျာနော်ဒီမှာဒီ one chain ဒီကျွန်တော်တို့ဒီ one chain နှစ်ချိန်တွဲရင်တော့အပေါ်ပင်တွေမှာတော့အပြည့်ပေါက်ပေးနေတာတွေ့ရတယ်ဗျာဒီမှာ၈၃အချင်းကိုခွန်လေးနဲ့တွဲတာမှာလဲကျွန်တော်ဒီရ၄ဒီရ၃နဲ့၄၃ဆိုပြီးထွက်တယ်ဒီမှာလဲ၃၅၅အချင်းကို၆၈နဲ့တွဲတာမှာလဲဒီဘက်က၆ဒီဘက်က၅နဲ့၆၅ဆိုပြီးထွက်တယ်ဗျာ ဒီမှာလဲ3ရှစ်အချိန်နဲ့ဒီဘက်က1ကိုအချိန်နဲ့တွဲတာမှာလဲဒီဘက်က6ဒီဘက်က1နဲ့6 1ဆိုပြီးထွက်တယ်။ဒါဆိုကျွန်တော်ဒီမှာ9တုံညာအချိန်ဒီခွန်လေးအချိန်နဲ့တွဲရင်လည်းအပြီးပါဖြစ်တယ်ပေါ့ဗျာနော်။အားလုံးမဲ့ဒါလေးနားလည်မယ်ထင်နေဗျ။ဥတံဝဲနဲ့၁၈ပါတဲ့၈တမဟုတ်ဘူးတဲ့၈ထိပ်ပါဗျာเนาะမနေ့ကတော့ကျွန်တော်တို့၈ထိပ်ကနေမှာကျွန်တော်၈ခွန်တောင်မှာပဲ၁၂နာရီ၃မိနစ်ထိဖြစ်နေပြီပေါ့เนาะ၈ခွန်အနေမှာကျွန်တော်တို့၈တဆိုပြီးတော့ပြောင်းသွားတာဖြစ်ပါလေဗျာဒါကြောင့်မို့ ရှစ်ထိပ်ပဲဗျာနော်တစ်ထိပ်မဟုတ်ပုံပြရှစ်တစ်ပါဗျာဒီချက်လေးတော့ပြန်ကြည့်ပေးပါဗျာနော်ဒါဆိုကျွန်တော်ပရိတ်လိုင်းလေးပြပေးမယ်ဗျာပြကြရင်တော့ကျွန်တော်မင်းရယူခဲ့တဲ့အခွေဆိုင်လေးပေါ့နော်လေးလုံးအခွေဆိုင်လေးလည်းတွက်ပြပေးမယ်ဗျာဒီမှာဒီလေပရိတ်လိုင်းစီလေးပေါ့နော်၃ည၃ည2ပြနော်ဒီ၃လုံးပေါင်းချင်းဒီ2ဖြစ်လို့ နှစ်ပါဝါတီခွန်းနှစ်နှစ်ခက်တီလေးနှစ်ခွန်းလေးတီရောဒီမှာပဋိတုံညာတုံညာနှစ်ပေါင်းချင်းတီနှစ်ဖြစ်လို့နှစ်ပါဝါတီခွန်းနှစ်နှစ်ခက်တီလေးနှစ်ခွန်းလေးတီပဋိပေါ့နော်နှစ်ခွန်းလေးပဋိမှာကျွန်တော်တို့၄၃ဆိုပြီးတော့ခွန်းပဋိထွက်တယ်ဗျဒီမှာဆိုလဲ1ချင်းတီ၈၃အချင်းခွန်းလေးအချင်းတွဲတာမှာလဲကျွန်တော်တို့ဗိနဲ့ကန့်ကြည့်တာဒီဒီ၃လေးဆိုပြီးပါမှာပေါ့နော်ခွန်းပဋိဆိုပြီးတော့ဒီမှာလဲနှစ်ခွန်းလေးပဋိမှာကျွန်တော်တို့ တေးတုံးဆိုပြီးခွန်ပလိတ်ထွက်တယ်ဗျာလေကြီးရ၈တပါတဲ့ဟုတ်တယ်ဗျာเนาะ၈တပါဗျာကျန်းနာမတည်လားမတည်ရယ်เนาะဟုတ်တယ်လေ၈တပါဟုတ်တယ်ဗျာ၈တပါဗျာမနေ့ကတော့မောင်မောင်နဲ့တူတီထိုးတဲ့သူတိုင်းသိပါတယ်လေ၈တပါတဲ့ဟုတ်တယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာလဲပေါ့နော်နောက်တစ်ပင်ဒီ break line ဒီတုံညရဲ့ခွင်ရဲ့ဒီရက်လေးရဲ့ပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ဘဝတီ6 1နှစ်ခက်တီ8 1 6 8ဒီကျွန်တော်ဒီမှာလဲ break ဒီ1 6 8 break မှာလဲကျွန်တော်တို့6 5ဆိုပြီးတော့တစ် break လဲထွက်တယ်ဗျဒီမှာဒီလဲ1ချိန်2ချိန်ဒီ3ည5ချိန်68ချိန်ပေါ့နော်တွဲရင်တော့ brain နဲ့ကန့်ညီတာပါမှာပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့65ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြန်ဒီ brain line ဒီ ခွင်ရ3ရဒီက6ကဲပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါတီ6နက်ခတ်တီကို6တက်ကိုဒီရောဒီမှာ break 6တက်ကိုဘရိတ်မှာလဲကျွန်တော်တို့8တက်ဆိုပြီးတော့6ဘရိတ်ထွက်တယ်ဗျဒီမှာလဲကျွန်တော်တို့1ချင်းဒီ3ရှစ်အချင်းကို1 6နဲ့တွဲရင်တော့ဘရိတ်နဲ့ကပ်ညီတာဒီပါမှာပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ဒီက8ဒီက1နဲ့8တက်ဆိုပြီးလဲထွက်တယ်ဗရိတ်ဒီ6တက်ကိုဘရိတ်ဒါဆိုရင်ဒီနေ့မှာဘရိတ်လိုင်းဒီ 3ရေ5ရေဒီက4ရေပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ပါဝါဒီခွန်း2နှက်ခတ်ဒီလေး2ခွန်းလေးဒီကျွန်တော်ဒီမှာပြတ်ပြတ်ဒီ2ခွန်းလေးပြတ်ကျွန်တော်တို့1ချိန်2ချိန်အပြီးပေါက်တွဲတာဒီ5တုံညာအချိန်ပေါ့နော်ကျွန်တော်တို့ကဒီမှာတကယ်လို့ကီးရင်နဲ့ယူလိုက်မှဆိုရင်5တုံညာ3ကီးကို2ခွန်းလေးနဲ့တွဲရင်ရမယ်ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီမှာ ကျွန်တော်တို့ဒီမှာဟိုပါပေါ့နော်ပေါင်းချင်းရဲ့ပါဝါဒီလုံးမင်းပြနေတဲ့ဖြစ်တဲ့အတွက်၃ညပိုင်းပေါ့နော်၃ညပိုင်းကိုကျွန်တော်တို့ခွန်လေးနဲ့တွဲရင်၃ညခွန်၃ညလေးဆိုတဲ့ဗိိနဲ့ကညီရလေးပါမှာပေါ့နော်ဒီမှာဒီကျွန်တော်တို့နှစ်ခွန်လေးလို့ဖြစ်သွားနိုင်တယ်ဒါဆိုရင်၃ညနှစ်၃ညခွန်၃ညလေးပြီးတော့မင်းရော၃ခွေပြဘူးလေးကြီးတမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျညနေ9:00ထိတ်ကငါးနှစ်ခက်သုံးနဲ့တပင်ကျော်မနဲ့ထိတ်စီတဲ့ ငါသုံးထိတ်ကငါနှစ်ခတ်သုံးအဲ့လိုလည်းပေးရတော့တွေ့ရတယ်ဗျာနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မောင်မောင်ရေဒါဆိုရင်ကျွန်တော်တို့ကဟောပေါ့နော်ပရိတ်အနေနဲ့ဟောဖြစ်မယ်ဆိုရင်ကျွန်တော်ခဏန်းလေးတော့အရင်ဆုံးစီပေးထားမယ်ခဏန်းစီပေးထားပြီးရင်တော့ကျွန်တော် အခွေဆိုင်လေးပဲပြပြပေးမယ်ပေါ့နော်ကိုမတို့ကြိုက်နေတဲ့အရာကိုတုံးလို့ရအောင်လို့ပြပြခြင်းဖြစ်ပါလေဗျာ အရေးတော့ကျွန်တော်ကလန်းစီပေးတယ်ပေါ့နော်ဒီကောင်ကို933ကိုကျွန်တော်နှစ်ခွန်လေးနဲ့စီပေးထားတယ်ဗျဒါဆိုရင်ရောဒီမှာ9 9နဲ့ပတ်သက်ရင်9ခွန်9 2 5လေးပေါ့နော် တုံညနဲ့ပတ်သက်ရင်တုံညခွန်တုံညနဲ့တုံညလေးဒီဘက်ကကျွန်တော်3လေးယူထားတဲ့အတွက်3ခွန်3နဲ့3ခွန်3လေးပေါ့နော်ဒီထည့်ရမှာကျွန်တော်တို့ break line တီးတော့ဒီမှာဒီ break ဒီ2ခွန်လေး break 2ခွန်လေး break ဆိုတော့ကျွန်တော်တို့ဒီမှာ9ခွန်ဆိုတဲ့2 break ပါမယ်9နဲ့ဆိုတဲ့ခွန် break တုံညခွန်ဆိုတဲ့ခွန် break တုံညနဲ့ဆိုတဲ့2 break တုံညလေးဆိုတဲ့4 break ပေါ့နော်ဒီမှာဒီလဲကျွန်တော်တို့တုံလေးဆိုတဲ့ခွန် break လေးပါမယ်ဗျဒါဆိုရင်ကျွန်တော်ဒီ break line ကလွဲခဲ့မယ်ဆိုရင်တော့မှကျွန်တော် break အပင်တိုးလေးပေါ့နော် ကျွန်တော်ဒီမာတီပရိတ်လိုင်းတီပေါ့နော်အပင်တို့ပရိတ်တီတလုံးနဲ့ပရိတ်ပြဒီမာကျွန်တော်တို့ခွန်သုံးတက်ပေါင်းချင်းတီတက်ဖြစ်လို့ဒီမာကျွန်တော်တို့6 5ဆိုပြီးတက်ပရိတ်ထွက်တယ်ဗျဒီမာခွန်သုံးတက်ပေါင်းချင်းတီတက်ဖြစ်လို့6 5ဆိုပြီးတက်ပရိတ်ထွက်တယ်ဒါဆိုနောက်တစ်ပင်က3 5တက်ပေါင်းချင်းတီ6ဖြစ်လို့6ပရိတ်ပေါ့နော်6ပရိတ်မှာတော့8တက်ဆိုပြီးထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီပရိတ်လမ်းဆက်ပြီးရင် 9ရဲ့1ရဲ့ဒီက9ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ9ဖြစ်လို့9ပြိမြန်ပေးမှလာပေါ့နော်ဒါလေးလည်းရှိပါတယ်ဗျ9ပြိဆိုရင်တော့ကျွန်တော်ဒီမှာပေါ့နော်3နှစ်တော့ပါမယ်ပေါ့ရနော်9ပြိတို့ပါ3ညာပြိတို့ဖြစ်သွားနိုင်တယ်ဗျ9 3ညာ3ပြိလည်းဖြစ်သွားနိုင်တယ်ဒါဆိုရင်ကျွန်တော်မနေ့ကယူခဲ့တဲ့အခွေဆိုင်လေးပေါ့နော်အခွေဆိုင်လေးမှာလည်းကျွန်တော်ပြပေးမယ်ဗျကိုမတို့ကြိုက်နှစ်တက်ရအောင်3လို့ရအောင်လို့ဒါကျွန်တော်ပြပေးမှဖြစ်ပါတယ်ဗျ တော့ဒီမှာပေါ့နော်အခွေဆိုင်သည်၄၃ညနှစ်ပေါင်းချင်းသည်6ဖြစ်လို့6ရဲ့ပေါ်စီနီယာအခွေသည်ကျွန်တော်ဒီမှာ6ခွင်89ခွေပြုဗျ6ခွင်89ခွေပြုမှာ6ခွင်ဆိုပြီးထွက်တယ်ဗျအားလုံးပဲနားလည်မယ်ထင်ပါတယ်ဗျနော်ဒါဆိုရင်နောက်တစ်ပင်က3 3 9နော်3 3 9ပေါင်းချင်းသည်2ဖြစ်လို့နှစ်အပေါ်စီနီယာအခွေသည်ကျွန်တော်တို့2 3 4 5အခွေပေါ့နော်2 3 4 5အခွေမှာလည်းကျွန်တော်တို့ဒီမှာ4 3ဆိုပြီးထွက်တယ်ဗျ ဒါဆိုရင်နောက်တစ်ပြင်က6ရဲ့ခွင်ရဲ့ဒီရက်တက်ကပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့ပေါ်စီနီယာခွေဒီ56ခွင်အောင်ခွေ56ခွင်အောင်ခွေမှာလဲကျွန်တော်ဒီမှာ65ဆိုပြီးထွက်တယ်ဒါဆိုနောက်တစ်ပြင်က၄ရဲ့3ရဲ့ဒီရက်တက်ကပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့ပေါ်စီနီယာခွေဒီ8931အခွေပေါ့နော်8931အခွေမှာတော့ကျွန်တော်ဒီမှာ8တက်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာအခွေဒီ 6ရက်5ရက်ဒီက9ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညအပေါ်စီနီယာအခွေဆိုတော့၄လုံးခွေပြအောင်ဆိုရင်3ညပြီးတော့1 2 3ပေါ့နော်3ည1 2 3လေးပေါ့အဲ့လိုမဲ့နားလည်းမထင်ပါဘူးပြန်နော်3ည1 2 3ပေါ့နော်3ည1 2 3အခွေပေါ့နော်ဒီအခွေဆိုင်လေးဒီလဲမှန်လာတာကျွန်တော်တို့ဒီမှာ6ခွင်ကလေးမှန်လာခဲ့တယ်ပေါ့နော် ဒီ6ခွင့်ကလေးမှန်လာခဲ့တယ်တစ်ချိန်၊2ချိန်၊3ချိန်၊4ချိန်ပေါ့နော်ဒီနေ့မှဆက်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့5ချိန်မြောက်အခွေအခွေဒီ3ည1နဲ့3အခွေပြအကူမတို့ကျန်းနေတိုင်တော့3ပေါ့နော်ဒီမှာဒီတော့ကျွန်တော်တို့အပူးလေးပဲထွက်ပေးတာတော့မတွေ့ရသေးဘူးပြဒါကြောင့်မို့3ည1နဲ့3အခွေလေးပါထည့်ပြီးထိုးရင်တော့ပိုပြီးအဆင်ပြေမှထွက်နေပြအပူးမတွေ့ဘူးလားကိုတဲ့အပူးကတော့ကျွန်တော်မတွေ့သေးဘူးပြနော်အပူးတော့တကယ်လို့အပူးပေးခြင်းတော့ကျွန်တော်ဒီမှာပေါ့နော်အခွေဒီ3ည1နဲ့3အခွေလေးရှိရပြ ဒီ3ရက်1နဲ့3ကိုခွေပူးအနေနဲ့ပြေးလဲသွားနိုင်တယ်ပေါ့နော်အဲလိုမဲ့ကျွန်တော်ရှင်းပြလေးနားလည်မယ်ထင်ပါတယ်ဗျတကယ်လို့ပေါ့နော်ဒီ3ရက်1နဲ့3အခွေရလဲပြေးမယ်ကျွန်တော်တို့ဒီ test site ကလည်းပြေးမယ်ဆိုရင်တော့ main on အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ3ရက်1ဆိုတဲ့ကဏ္ဍပါပေါ့နော်3ရက်2ရက်3နှစ်ရက်ဒီတော့ကျွန်တော်ဒီမှာ main လို့ယူလို့ရတယ်ဗျအဲလိုမဲ့ကျွန်တော်ယူရလေးကိုနားလည်ကြမယ်ထင်တယ်ဗျ ကျွန်တော်ဒီမှာအခွေဒီ3ည3အခွေရှိတယ်၃ည၁နှစ်၃အခွေမှာလဲကျွန်တော်တို့ဘာပါမလဲဆိုရင်၃ည၂ဆိုရလဲပါမယ်နှစ်၃ပေါ့နော်၃ည၂ဆိုရလဲပါမယ်ဗျကျွန်တော်ဒီ website ထဲမှာလဲ၃ည၂၃ည၃ပါတာဖြစ်တဲ့အတွက်နှစ်ခုလုံးမှန်မယ်ဆိုရင်တော့ကျွန်တော်တို့၃ည၂ရဲ့၃ည၃ရဲ့ဒီတော့ main လို့ကျွန်တော်ယူချင်ပါတယ်ဗျအားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဗျနော်ကျွန်တော်ပေးထားတဲ့ဒီဒီအပတ်အတွက်ပေါ့နော်ကြံ၃ရဲ့အတွက်ကျွန်တော် break ဒီ16 break ကိုပေးထားခြင်းဖြစ်ပါတယ်ဗျ16 break ဒီလဲ ကျွန်တော်ယူခဲ့တဲ့အချိန်ဆိုင်လို့ပြက်ပြင်းမရှိသေးဘူးပြန်နော်ဒါကြောင့်မို့အကိုမတို့ကကြံ3ရက်မှာတစ်ချောက်ပရိတ်ကိုကြိုက်ရင်တော့ကစားပါဗျဒီတစ်ချောက်ပရိတ်ဟိုပါပေါ့နော်ကျွန်တော်ရွေးပေးထားတဲ့ပြီးတော့ကဏ္ဍ၄ခွက်ပေါ့တစ်ပရိတ်မှာတော့30ရက်38ရက်ဆိုပြီးကဏ္ဍ2ခွက်6ပရိတ်မှာတော့91ရက်ခွန်9ရက်ပေါ့နော်ဒီ၄ခွက်တီတော့ကျွန်တော်ပိုက်ကြိုက်တာကိုပဲကျွန်တော်ပေးထားခြင်းဖြစ်ပါတယ်ဗျပြီးခဲ့တဲ့38ပရိတ်မှာ၄ခွက်2ကီကို38ပရိတ်ကတော့ကျွန်တော်တွက်ဆိုက်ရဲ့မူအရာကျွန်တော်ပေးထားခြင်းဖြစ်တယ်ပေါ့နော် အခုပေးထားတဲ့တချို့ပြိမ့်မှာတော့ကျွန်တော်ရွေးပေးထားတဲ့ကဏန်း၄ခွက်တည်တော့ကျွန်တော်အကြိုက်ကိုရာကျွန်တော်ရွေးပေးထားခြင်းဖြစ်ပါလေဗျဒါကြောင့်မတချို့ပြိမ့်ကတော့တကယ်မှုနဲ့ပေးထားတာပါဗျာနော်ကဏန်းတည်တာကျွန်တော်ကြိုက်တာကိုကျွန်တော်ရွေးပေးထားခြင်းဖြစ်ပါလေဗျအားလုံးမဲတော့ဆိုနားလည်မယ်ထင်ပါလေဗျာနော်ဒီမှာတည်လဲပေါ့နော်ဒီ၈၉၃ညဒီအခွေတည်လဲပေါ့နော်ကျွန်တော်တို့ပြခဲ့တဲ့အခွေ site ပဲဗျာနော်အဲ့ဒီအခွေ site တည်လဲဒီမှာဗာလဲဆိုတော့ ဇာတာပရိတောက်ကြပေါ့နော်ဇာတာပရိထိတ်စီရဲ့တောက်ကြပရိရဲ့ပေါင်းခြင်းဒီကျွန်တော်ဒီမှာတက်ကိုကျွန်တော်ဒီရခွန်ပရိနဲ့ပေါင်းတော့၈ရတယ်ဒါဆိုရင်၈၉၃ညတက်အခွေဒီဒီဘက်မှာပရိပေါ့နော်အဲ့ဒီအခွေဆိုင်ဒီလေအကိုမတို့ကျွန်တော်ပြပေးထားတာဖြစ်တယ်ဗျဒီအခွေဆိုင်ဒီလေပေါ့နော်တနှစ်လောက်တော့ရှိပြီဒါပေမဲ့တစ်ချိန်ပဲပြက်ဖူးတယ်ဗျနော်တစ်ဘက်ပဲပြက်ဖူးတာပေါ့အခုချိန်မှာပြန်မှန်နေတယ်ဖြစ်တဲ့အတွက်ဒီအခွေလေးလည်းကြိုင်တော့ဆက်သုံးပေါ့နော်၈၉၃ညတက်အခွေမှာတော့ဆောစီစီကျွန်တော်တို့၈တက်ဆိုပြီးထွက်သွားပြီဗျ ဒီ၈ပိုင်းဒီလဲကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပေါ့နော်တလင်းလာအင်္ကာပေါ့နော်ဒီဇောင်းပေါင်းခြင်းပေါ့နော်၃တလင်းလာ40ထွက်တယ်အင်္ကာနေ့မှာ30ထွက်တယ်ဒီဇောင်းပေါင်းခြင်းဒီ3ဖြစ်လို့3ဘဝဒီ၈ဒီကျွန်တော်ဒီဘက်အတွက်လုံးမယ်ပေါ့နော်ဒါမျိုးတွေလည်းရှိတာကိုကျွန်တော်ပြပေးထားခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအားလုံးပဲနားလဲကြမယ်လို့ထင်ပါတယ်ဗျအဲ့ဆိုရင်ကျွန်တော်လည်းကိုဒီမှာပဲရန်နာခွင့်ပြပါကျွန်တော်အတွက်ပြတဲ့ခဏလေးဒီလေပေါက်ကနန်းလေးဖြစ်ပါသေးလို့ဆူတောင်းပေးပါရစေဗျ။ အကိုမတို့ကျန်နေတတ်တဲ့ကဏ္ဍတီလဲ၁၂နာရီ၁မိနစ်ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါသေးလို့ထပ်မံပြီးတော့လဲစုတောင်းပေးပါလေကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့လဲပြည့်စုံကြပါသေးဗျတော်လီရလာလီယာမှာခလုံးမထီစုမညီပဲလိုအင်ဆန္ဒတွေတလုံးတဝါလေးပြည့်စုံပါစေလို့ထပ်မံပြီးစုတောင်းပေးလိုက်ပါလေအားလုံးမှကံကောင်းကြပါသေးဗျဘိုင်းဘိုင်း see you ပါအားလုံးမှ